ဗိုလ်မင်းအောင်တို့ဆရာစံတို့ခက်ကနေပြီးတဲ့အခါမှာနော်အဲတစောက်ကန်းအောင်စန်းနဲ့လူ30တို့နော်အဲပြီးလို့ရှိရင်တန်းထွန်းတို့ဂိုရှေတို့ခက်ကနေပြီးတဲ့အခါမှာဗာသိန်းတင်တို့ခဲ့ပေါ့နော်အဲခက်ကနေပြီးတဲ့အခါမှာမိုးသီးနိုင်အောင်တို့ခဲ့ပေါ့နော်ဟာအဲ့ဒီကနေပြီးတဲ့အခါမှာအခုအလားအိုးတောက်ကန်းကြီးမွန်တို့ဟလာငကားတို့မောင်ဆောင်ခါတို့ခစ်တယ်ဒီ ခင်ဆက်ဆက်မှာတော်လန်ရေးတွေစင်နွဲခဲ့ကြတာပဲပေါ့နော်ဒါပေမဲ့အဲ့တော်လန်ရေးတွေရဲ့နော်ဗယံပရာဆန်မှုတွေဟလာအဲစိမဲ့ကမ်းမဲ့ဖြစ်မှုတွေဘာတွေညာတွေဘယ်ကောင်တွေဘာလုံးဘာဖြစ်သွင်းစဉ်းစားခဲ့တာမျိုးရှိတယ်လဲဆိုတာကိုကျွတ်တော်မညာမတာတန်းဝေဖန်ကြည့်ရအောင်ပေါ့နော်မဟုတ်ရင်စိတ်ကောင်းချိတ်ပြီးတော့ခွေးသားရောင်းတာဗျာခင်ဗျားတို့ဒေါ်ဆန်းစုကြည်ဆိုတဲ့မိန်းမလောက်ခင်ဗျားတို့တိုင်းပြည်မှာပညာတတ်တဲ့လူရှိမလား ူတော်မှခင်ဗျားတို့စောက်ပမာတွေဘာမှသိတာတွေမဟုတ်ပါဘူးငါလုံးလုံးတပြားငါလုံးတပြားထောက်ခံနေကြမယ်ဟာတွေဘာလို့ဆိုပြီးတဲ့အခါမှာဟာခင်ဗျားတို့တဲ့ဟိုချိန်ကဥပဒေဟလာကာကွယ်စောင့်ရှောက်ပါမယ်လို့ဆိုပြီးတဲ့အခါမှာကြမ်းမကြိမ်မယ်နဲ့လွတ်တော်တက်ချင်တာတို့ဘာလို့ဆိုရဲဝှရှူဝါကိစ္စတွေဖြစ်ကုန်ရော ါလူမျိုးရဲ့ဒီ revolution တွေ restoration တွေဆိုတာတွေနဲ့ပတ်သက်ပြီးတဲ့အခါမှာ history ရဲ့ awareness ဘယ်လောက်ရှိခဲ့ရုံပေါ့ဆိုတာကိုကျွန်တော်တို့မထောက်မညာတမ်းကျွန်တော်တို့ဝေဖန်စမ်းစစ်ကြည့်ရအောင်ပေါ့နော်အဲ့တော့ဗမာတွေကဘယ်လောက်ဘာဘာတွေများသိခဲ့လို့ရှိခဲ့လို့ဟုတ်လို့ဆိုတဲ့အခါမှာဘယ်တော့မှဘာမှမရှိဘူးပေါ့နော်မင်းတိုင်ရင်မင်းဖြစ်ဆိုတဲ့ theory နဲ့အဲ့လားဟိုစုကတိမင်းကိုကစပြီးတဲ့အခါမှာအဲ့လား ဖအေကိုတားတတ်ပြီးတဲ့အခါမှာနမ်းရပြီးတဲ့အခါမှာလာတဲ့လူမျိုးကနော်အဗိုမင်းအောင်ဆရာဆန်ဗိုမင်းအောင်တို့ဆရာဆန်တို့ခက်ကနေပြီးတဲ့အခါမှာနော်အဲတစောက်ကန်းအောင်ဆန်းနဲ့လူ30တို့နော်အဲပြီးလို့ရှိရင်တန်းထွန်းတို့ဂိုရှယ်တို့ခက်ကနေပြီးတဲ့အခါမှာဗသိန်းတင်တို့ခဲ့ပေါ့နော်အဲ့ခက်ကနေပြီးတဲ့အခါမှာမိုးသီးနိုင်အောင်တို့ခဲ့ပေါ့နော်ဟာအဲ့ဒီကနေပြီးတဲ့အခါမှာအခုအလား ဟိုတစောက်ကန်းရီမွန်တို့ဟလာငကားတို့မောင်ဆောင်ခါတို့ခစ်တေတီကင်းဆက်ဆက်မှာတော်လန်ရေးတွေစင်နွဲခဲ့ကြတာပဲပေါ့နော်ဒါပေမဲ့အဲ့တော်လန်ရေးတွေရဲ့နော်ဟိုဗယံပရာစံမှုတွေဟလာအဲစိမဲ့ကမ်းမဲ့ဖြစ်မှုတွေဘာရင်းညာတွေဘယ်ကောင်တွေဘာလုပ်ဘာထည့်သွင်းစဉ်းစားခဲ့တာမျိုး ရှိတယ်လဲဆိုတာကိုကျွတ်တော်မညာမတာတန်းဝေဖန်ကြည့်ရအောင်ပေါ့နော်အဲ့တော့ ဟလာကဘာကြီးမဗျာကဘာကြီးမဟလာဒုတိယကဘာစစ်ကြီးကိုအနိုင်ရအောင်တိုက်သွားတယ်ဗြိတိန်ဝင်ကြီးချုပ်ခြားကြီးတောင်မှဒီကနေ့ခေတ်ဟလာနှစ်တရာမကြာသေးတဲ့ဒီကနေ့ခေတ်အချိန်နေနှစ်80မိနစ်တနည်းရပြည့်တယ်ပေါ့ဗျာအဲ့ဒီအချိန်နေမှာဘလောက်ခင်ဗျာတမိုင်းမှာဒီဘဲစီကနေသင်ကန်းစာတွေယူပြီးတဲ့အခါမှာဘလို့တွေဟလာဝေဘန်စမ်းစစ်သုံးတက်နေလဲဆိုတော့ရကြရမရှိအောင်တောင်မှခြားကြီးတို့ဟလာစောက်ဝေဘန်ပြောဆိုတာခံနေရတယ်လीเนาะအဲ့တော့ဟလာ ချာချီတိုက်ပေလို့မှာလားဖက်စစ်ဂျပန်ကိုအောင်နိုင်ခဲ့တဲ့တောက်ကန်းအောင်ဆန်းတို့လို့ကောင်စားမျိုးတွေကိုကျုပ်တို့ကဘာကြောင့်အောင်ဆန်းတို့လော်ကီကိုဖျားစစ်မော်တင်ထားရမှာလို့သူသမီးတို့ဟလာဟွာဟိုဘာရောဖော်ကင်ကိုဘာကြောင့်ကျုပ်တို့ကကိုးကွယ်ရမှာရောဆိုတာကျုပ်တို့အတွက်မှာအင်မတန်မှမေခွန်းရှိတယ်အဲ့တော့ restoration လို့ဆိုပြီးတဲ့အခါမှာဝေဖန်တဲ့သူတွေကတော့လေဝေဖန်နေကြမှာပဲ military ruling အတွက် restoration လုပ်မှာဒီရွေးကောက်ပွဲကဘာဖြစ်တယ်ညာဖြစ်တယ်လို့ဆိုပြီးတော့ဝေဖန်ပြီးတဲ့အခါမှာဟိုဘယ်လိုပြောမလို့ဘေးထိုင်ဘူးပြောပေါ့နော်သူတို့ဘာသာသူတို့ဟလာတူရတန်ရအခြေအနေလေးတစ်ခုကနေပြီးတဲ့အခါမှာတိမခံနိုင်ကြတော့တဲ့အဆုံးမလို့လက်နက်ကင်တယ်လို့ဆိုပြီးတဲ့အခါမှာ ဘေးဘယ်လွင့်စင်ကြသွားတယ်ကောင်းနေတို့အဲနိုင်ငံတကာရောက်နေတယ်ကောင်းနေတို့ဘာလို့ညာတို့ကတော့ဗျစောက်ကျူစိုက်เสียမလိုဘူးဗျသူတို့နော်အဲဒါပေမဲ့ကျုပ်တို့ဗမာပြည်ထဲမှာနေတဲ့လူတွေအတွက်ကကြတဲ့အခါမှာစောက်ကျူစိုက်ရမယ်နော်စောက်ကျူစိုက်ရမယ်ဆိုတာကဟာလာဟာခင်ဗျားတို့အိမ်ရှိ့ဟိုဗျာဟာလာအဲရက်ွက်အုတ်ချုပ်ရင်မူမဟုတ်ပါဘူးစိတ်အိမ်မှုနဲ့မအားလာရဲဘော်နှစ်ကောင်လောက်ကလက်နဲ့မပါသေးဘူးယူနီဖောင်းနဲ့ပဲလာပြီးတော့ ဟာမင်းစီးစစ်ပြီးခြားပြီလားလို့လာမေးတဲ့အချိန်မှာခမားတို့ဖြေစရာရှိဖို့လိုတယ်နော်ခမားတို့လှုပ်ထားပြီးသားရှိဖို့လိုတယ်ဟာမဲပြီးမဲသွားပြီးပြီးခြားပြီးပြီးလားလို့ဆိုပြီးတော့လာမေးတဲ့အချိန်မှာခမားတို့လှုပ်ထားပြီးသားဖြစ်ရမယ်ကိစ္စတွေအတွက်ကျုပ်တို့ကကြိုပြောတာနော်အမြင်မတူလဲကျုပ်တို့ကစပ်ပြူမဆိုင်ဘူးဒါကျုပ်တို့ဗမာပြည်ထဲမှာနေတဲ့လူတွေ ရင်ဆိုင်ကြုံတွေ့ရမယ်မဖြစ်မနေရင်ဆိုင်ကြုံတွေ့ဖြတ်တန်းကြရမယ်လမ်းအတွက်ကျုပ်တို့ကတော့ဟာဒီလမ်းကဘလို့သဘောတဘာဝရှိတယ်ဆိုတော့ကျုပ်တို့နားလည်ထားပြီးတော့မှเนาะဟာကျုပ်တို့ရဲ့အဲ့လားအတိုင်းပြည်မှာဗျာကဲခင်ဗျားတို့ပြန်ပြီးတော့ဟာလုပ်ကြည့်ရ2015ရွေးကောက်ပွဲအထွေထွေရွေးကောက်ပွဲကြီးတွေကိုပြောတာပေါ့နော်ဂျားပြည့်ရွေးကောက်ပွဲတွေမပါပေါ့နော်အဲ့တော့အထွေထွေရွေးကောက်ပွဲမှာဗျာ2010တုန်းကတစ်ကြိမ်15တစ်ကြိမ်20တစ်ကြိမ် ဒီ၃ချိန်ပဲကျုပ်တို့မှာဟလာအတွေ့အကြုံရှိသေးတာပေါ့နော်၃ချိန်နဲ့နှစ်ချိန်ကတော့အာနာလွယ်ပြောင်းရေးဖြစ်တယ်နော်သုံးချိန်မှာတော့မဖြစ်ဘူးပွမရတမဆုံးသွားဇွတ်တေနိုင်ကျင်ခဲ့ကြလိုက်ကြတဲ့ဟာအဆောက်ဆုံးရောက်သွားတဲ့အခါမှာပြုတ်ကနေပုတ်ကနေနဲ့ဆိုချင်တာကအဲ့တော့ဒီအစ်ဇင်နေဒီနီးတဲ့လမ်းနေပေါ့နော်အဲ့ဒါတွေနဲ့ပတ်သက်ပြီးတဲ့အခါတွေမှာလည်းကျွန်တော်ကဟဲ့လား အစစ်မှန်သဘောတဘာဝဘာရောအဓိပ္ပာယ်ကဘာရောဆိုတာမျိုးတွေကိုကျွန်တော်တို့လူမျိုးတွေကိုကျွန်တော်တို့ကသိစေခြင်းနဲ့မဟုတ်ရင်စိတ်ကောင်းချိတ်ပြီးတော့ခွေးသားရောင်းတာဗျာခင်ဗျားတို့ဒေါန်ဆန်းစုကြည်ဆိုတဲ့မိန်းမလောက်ခင်ဗျားတို့အတိုင်းပြည်မှာပညာတတ်တဲ့လူရှိမလားသူတော်မှခင်ဗျားတို့စောက်ပမာတွေဘာမှသိတာတွေမပေါ့ဘူးငါလုံးလုံးသမ ्या ငါလုံးသမ ्या ထောက်ခံနေကြမယ်ဟာတွေဘာလို့ဆိုပြီးတဲ့အခါမှာဟာခင်ဗျားတို့တဲ့ဟိုခြေကံဥပဒေဟဲ့လား ကာကွယ်စောင့်ရှောက်ပါမယ်လို့ဆိုပြီးတဲ့အခါမှာကြမ်းမကြိမ်မဲနဲ့လွတ်တော်တက်ခြင်းနာတို့ဘာလို့ဆိုရဲဝုရှုဝါကိစ္စတွေဖြစ်ကုန်ရောအဲ့တော့ခမားတို့လူပွဲစီကဘလောက်တာတာခံရမှာတို့အဲ့ဒီလိုမျိုးဟိုဘာလို့မေရဲ့တခြင်းနဲ့လို့ဘာလို့စလိတ်နဲ့မိကျစ်တခြင်းနဲ့လို့ငါခွားကိုကိုပေးပြီးတော့ခမားဆာလမြေ နောက်ကျောကထနောက်ကျောကထုံးမဲ့ဓာတ်တော့မုံလို့ပါကွာလို့ဘာလို့ညာလို့ခင်ဗျားတို့ဘလောက်ပြခန်းနေကြမှာလို့အဲကိစ္စတွေကလုံးပါပဲခင်ဗျားတို့တဘိုတက်တဘိုစင်းနဲ့လာမှာခင်ဗျားတို့အားလားပြီးသွားတော့မိမိဝင်းပတ်တို့ဒေါ်မိမိဝင်းပတ်တို့ဘာလို့ညာလို့ခင်ဗျားတို့ဘာမှသိတာမဟုတ်ပါဘူးဒီကောင်လေးသူတို့အားလား Justice Bell Justin Bell လို့မပြောနဲ့ Just War Theory တော့မသိရဟာတွေဟာမြောက်ပေးပလိုက်ပြီးသွားရောဆိုတော့ ခင်ဗျားတို့ဟာလွဲနေတယ်ဗျစေတနာနဲ့လိုက်ပြောတယ်ကျုပ်တို့ကကြတော့မုံသူတို့ခင်ဗျားတို့ကဂျောင်းနဲ့ကြည့်တယ်ဟုတ်ဟဲ့လားအတင်းလိုက်ပြီးတော့ကန်ချလွတ်လိုက်တဲ့ဟာတွေကြတော့ခင်ဗျားတို့ဟာသူတို့ကောင်းနေတင်တော့ကျုပ်တို့ကကြတော့ဆဲသူတို့အဆဲမခံနိုင်လို့လည်းပြောတာမဟုတ်ဘူးဆဲလို့လည်းစောက်ပြပြောတာမဟုတ်ဘူးခင်ဗျားတို့ရဲ့အဲ့ဒီငါခါကောကောပေးပြီးတော့ကို ခံပါနှလုံးသားကြည့်ပြီးအုံနောက်ပါမလားဆိုတဲ့အခြေအနေကိုကျုပ်တို့က လောင်ကပြောင်းသွားတော့တာဆိုတော့လောင်ချင်းပြောင်းချင်းကသာလျှင်တော့အစ်စ်အမှန်ပြောင်းလဲကိုပြတ်ပေါ်စေတဲ့နောက်တနည်း option ဟာကြုံပြောနေတဲ့ဟာကသာခင်ဗျားတို့တကယ်ပြောင်းလဲစေတာဟဲ့လားအဲ့လိုအဲ့လိုမျိုးတွေပေါ့နော်အဲ့တော့ restoration နဲ့ဒါ revolution နဲ့နှလုံးငိုရင်ပြောရမှာရင်ကျွတ်တို့မှာလေ့တင်ချင်တဲ့ကဘာတသိန်းလောက် ကြောင်းပြောကောင်းပြောရလိမ့်မယ်အဲ့တော့အဲ့ဒါတွေနဲ့ပတ်သက်တဲ့အဲသုတေသနစာရန်နေလဲကျွန်တော်တင်ပေးထားတယ်တင်ပေးထားရဲဆိုတာ Facebook ပေါ်မှာလည်းတင်ပေးထားတယ်ကျွန်တော်တို့ဒီ YouTube post တွေပေါ်မှာလည်းကျွန်တော်တင်ပေးထားတယ်ပေါ့နော်အဲ့တော့အစ်တိုင်းအဲကျွန်တော်တို့ပြန်လဲထူထောင်ရင်းနဲ့ဟုတ်လားဟိုကျွန်တော်တို့တော်လန်ရေး ဆိုင်ရာ philosophical အမြင်တွေတဒနာတွေပြီးရင်အရှင်းနဲ့အနောက်နဲ့အပြီးရင်အရှင်းတိုင်းကိုလေ့လာတယ်ပြီးရင်အရှင်းနဲ့အနောက်နဲ့ကို comparative study လုပ်တာလေတကူကူကိုဆိုရင်တော့ကျွန်တော်တို့ကအဲ့လိုမျိုးလေးလောက်သိပြီးတော့မှနိုင်ငံရေးတို့ဗာရောညာတို့လောက်ကြတာကောင်းနေဗျာသိတော့မဟုတ်လို့ရှိရင်ခင်ဗျားတို့လမ်းပင်လဖက်ရည်ဆိုင်ထိုင်ပြမလာပြီပထွေးမုံမုံတို့ကောင်းတယ်အခုဆိုရွေးကောက်ဝင်နှက်လို့သူများပါညာပြီပါဥပဒေတုတ်တာလေတို့ ပန်တောင်တဲ့တဲ့ချက်ချင်းတော်မှာပြပေးပြလို့ရတယ်ညိုတယ်။ဟိုအဲ့ဒါတွေကသူကဥပဒေဆိုတာတွေရဲ့သဘောတရားကိုဟာလူတွေကပြင်အားကောင်းမှမသိတဲ့အခါကြရင်လည်းပြင်ပြင်စင်ဖို့ဆိုတာမျိုးဟာမျောလင်းဖို့တိတ်ခတ်တယ်။အဲအဲ့တော့ပြင်စင်အားကောင်းမှသိသွားတဲ့အချိန်မှာကြတော့လေအဲ့လိုမျိုးဟိုဘယ်လိုပြောမလို့ဟိုဆိုချင်တာကဗျာဟလာဟိုကျွန်တော်တို့ဥဒုသုံးပါခံတဲ့နတ်သမီးလေး ဥရုသုံးပါးခံတယ်ဆိုတော့ကျွန်တော်တို့ယင်ခစ်ကတော့ကျွန်တော်တို့ကတော့မိလိုက်ပါတယ်ဗျာအဲ့ဒါတစ်သားမိချစ်ဗျာနော်အဲ့တစ်သားမိချစ်မှာနတ်သမီးပုံလေးနဲ့အနီရောင်လေးအပေါ်မှာဘာပါတော့ဆိုတော့ຫນွေမိုးဆောင်ဥရုသုံးပါးခံသည်တဲ့ဆိုတော့ရေးတာနတ်သမီးဆိုတဲ့ဟာမှာဘာကြောင့်နတ်သမီးလေးဖြစ်တာရောဆိုတော့အပေါ်ကစာတိတိလေးရေးထားတဲ့ຫນွေမိုးဆောင်ဥရုသုံးပါးခံသည်ကိုခံသည်လို့ပြောခြင်းလို့နတ်သမီးလေးလို့ပြောတယ် ဟို slang တွေပေါ့နော်အဲ့ဒါကကျုပ်တို့ရဲ့အဲကျုပ်တို့ခစ်ပြိုင်လူဖွဲ့စီကျုပ်တို့ generation 2တွေလည်းရှိတယ်မတူတာတွေလည်းရှိတယ်ကျုပ်တို့ထက်ငယ်တာတွေလည်းရှိတယ်အဲဒီမှာဟဲ့လားကျုပ်တို့ရဲ့အဲအင်အားစု immediate immediate ကြီးမားအင်အားစုကြီးတခုလည်းရှိတယ်အဲ့ဒါကတော့အဲကျွန်တော်တို့မိုးကြုံငက်ငယ်လေးများလို့ကျုပ်တို့ကအရင်ကခေါ်ရတယ် immediate မှာကြီးကျယ်မြင့်မြတ်ခမ်းနားလှသောအဲကျုပ်တို့ရဲ့ဂျော်ဂီအင်အားစုတွေပေါ့နော်ဟာသူတို့ကတန်တန်း thunder buff ပြသူတို့နော် mojo thunder buff ဆိုတဲ့ဟာကနေပြီးတော့မှ thunder buff ကိုသူတို့ရောကမြန်မာမှုပြုတဲ့ဟာရဲ့အတိတ်အနောက်အတိတ်ပဲဟာအဲ့လိုမျိုး mojo ငှက်ငယ်ကလေးများလို့ဆိုပြီးတဲ့အခါမှာ imitation ဖြစ်တယ်နော်အဲ့တော့အဲ့ဒါကြီးကခင်ဗျားတို့ဟဲ့လားလူဖွဲ့စည်းကလက်မခံခံလက်ခံခံဘလောက်လက်ကဲရဲ့ကဲရဲ့ဘလောက်ဘလောက်ပဲဟဲ့လားနှိမ်ပေါင်းနဲ့လှုပ်လှုပ်ဟာသူတို့ကတော့ဟဲ့လားဈေးဘာညာကွကမြောင်းမြင်မှုတဲ့ ဖြစ်နိုင်ရင်တော့ဝါသနာပါလာကနေခုံနေချင်တာဆိုတော့အဲ့လိုမျိုးလူအဖွဲ့အစည်းကိုပြောင်းလဲအောင်ဟုတ်လားမျိုးဆက်တစ်ဆက်ပြီးတစ်ဆက်ရုန်းကန်ရတာကျွန်တော်တို့ကအဲ့တော့ဗျာခင်ဗျားတို့စဉ်းစားကြည့်လိုက်ကိုရှေ့ကပြင်သစ်ဒေါ်လာရေးရဲ့ကိစ္စလေးတွေနဲ့ကျွန်တော်ကချိတ်ပြီးတဲ့အခါမှာကျွန်တော်ပြောပြခြင်းတယ်ဗျာအဲ့ဒီ gallery ကောင်းဖြတ်ဆက်ဆိုတဲ့ဟာနဲ့ဟုတ်လားလူတယောက်ကို လူခွေအရာပဲလူခွေအရာဘာလို့သူတို့အမြန်ဆုံးအသက်ထွက်တဲ့နီးကိုဂယ်လိုရင်းကဖန်တီးပေးလိုက်တာအဲ့ကောင်လူသူတို့ ်နောက်ပိုင်းမှာသူ့မိသားစုတွေကအဲ့ဒီအမည်ကြီးကိုဖျက်ပေးဖို့ပေါ့နော်သူတို့ဂယ်လိုရီနာမည်နဲ့ဂယ်လိုရီမျိုးရိုးရဲ့နာမည်နဲ့မလုပ်ဖို့ပြောပြောလို့မရတော့ကမကျော်သွားပြီအဲ့တော့ပြည်သင်းတွေကတည်းကဟဲ့လားဗရေသတိတွေဟဲ့လားအဲ့ခေါင်းဖြတ်ဆက်နဲ့ခေါင်းဖြတ်ဟဲ့လားဆောင်းဇယ်လီဇယ်လမ်းမကြီးပေါ်မှာဂယ်လိုရင်းကြီးထောင်ပြီးတဲ့အခါမှာခေါင်းပြတ်ပြီးတဲ့အခါမှာ မတို့ပွဲတွေခံကြတာပေါ့နော်။ဟာမုံဟင်းကားဘယ်နှပွဲလို့ပါတော့မလေးဘလို့ရဲတော့ပါတော့တွေအဲ့လိုအနိုင်ကျင့်ပြီးတော့လူအုပ်ကြီးရဲ့အနိုင်ကျင့်မှုတွေဘာညာတွေကိုခံရတာခမရဝစ်ဆိုတာတိတ်ကြကြကြီးမနေဘူးနပိုလီယံခင်မာဆိုတော့လေအဲ့ဒီဂယ်လိုရင်းကြီးထောင်ပြီးတဲ့အခါမှာတကြိမ်ကြိမ်ကောင်းဖြတ်တာဟာအဲ့ဒီကနေပြီးတော့ဟစ်တလာတပြင်းသစ်ကိုတိတ်ပြီးတဲ့အခါမှာလောက်တော့လေဂယ်လိုရင်းကြီးတာပြီးတော့အဲ့ပြင်းသစ်တွေကောင်းဖြတ်တာ အဲ့ဒါ၄အကြောင်းမလို့ကျုပ်တို့ဟာနော်တမိုင်းကိုတပတ်လည်သွားတယ် restoration အမြင်ကကျွန်တော်တို့အစ်အတိုင်းအတွက်တော့ပို့ပြီးတော့ကြိုက်တယ်ပေါ့နော်ဆိုတဲ့ဟာမျိုးတွေမှာတော့ဟိုကျုပ်တို့ကဒါမျိုးတွေအထိမျောကင်ကြီးအားတွေကိုမပြောထားဘူးဆိုရင်အဲ့ဒါကကျုပ်တို့ကကျုပ်တို့ပြည်တော်စုအတွက်ကျုပ်တို့ဟာဟဲ့လား defiance လောက်တာဗျာเนาะ defiance လောက်တာအဲ့ဒါတွေဟာခင်ဗျားတို့သိတဲ့ကောင်တွေကသိတယ်เนาะခင်ဗျားတို့အကွက်ကเนาะသူတဲ့ဟာမျိုးကိုပြောပြထားတာအ မောင်ကြီးခင်ဗျားတို့အဲ့လိုစိတ်ကောင်းချိတ်ပြီးတော့ခွေးသားရောင်းမဲ့ဟာတွေတသက်ပြီးတောက်ရှောက်ပေါ်လာမှသိရောစောက်အမြင်ကြီးတွေမပြောတော့ဟာကျုပ်တို့ကလည်းအရင်တော့ကသူတို့အချောက်တရားနဲ့လေအချောက်တရားနဲ့အော်ကိုကတိတိုင်းနေရှောက်ပြောနေလို့မရဘူးလို့ဆိုပြီးရကမှမတိမှုကလေးကိုကိုစားပြူသားမဲ့လူလေးတွေတိကြပါသေးတော့ဟေးလို့ဆိုရဲစိတ်နဲ့မင်းပြောလို့လို့ဟာအဲ့တော့ဟာအခြေခံဥပဒေကော်ပြောသူတို့ဟာတဲ့ ငါတို့လွတ်တော်ကြီးอ่ะမိုးကောင်းကင်ကြီးပဲတဲ့ငါတို့ထပ်မှာဘာမှမရှိတော့ဘူးဆိုတော့ဟာပဲခင်ဗျားတို့ကကျွတ်တွလဲခုမှပြောရတာပါသူတို့ဟာခင်ဗျားတို့ကအမေရိကန်ပြည်တော်စုမှသွားပြီးတော့စီနိတ်ကနေပြည်တဲ့အခါမှာဟုတ်လားတရားလွတ်တော်ကျုပ်ကိုဆွဆွပြစ်တင်ကြည့်ပါလားဟိုကတရားလွတ်တော်ကျုပ်ကလီဒါတော်မယ်လို့ဆိုပြီးတော့ပြောအောင်လို့ပဲဟိုမှာအသက်85နှစ်အထိတော့မကောင်မသိမချင်းလို့အဲ့တော့မှစင်ဂျင်တုံတရားဆိုတဲ့ဟာကဖြစ်ပေါ်လာတာ ဂုံတိတ်ခါနဲ့စင်ကျင်တုံတရားနဲ့ philosophy နဲ့ဆိုတာကအတွဲလိုက်အဲ့ဒါတွေကခင်ဗျားတို့ဘလို့မှနားမလည်နိုင်တဲ့ဘာသာစကားတွေအဲဒါပေမဲ့အမေရိကန်မှာတော့အဲ့လိုရှိတယ်နော်ပြည်သစ်တို့ဘာလို့တွေမှာဆိုလို့ရှိရင်လဲ85တို့ဂျာမနီတို့ဘာလို့မှာဆိုလို့ရှိရင်65တို့ဘာလို့အဲ့လိုတရားသူကြီးတို့ဟလာစောက်ပြတနာတက်ပြီခင်ဗျားတို့အာနာအသိခံရတဲ့ဟာရဲ့အရင်အမြစ်ကအဲ့ဒါအခြေခံဥပဒေခုံရုံးကို NLD ကနေပြည်ကံအာ ဟုတ်လားဘာလို့တက်တဲ့အစိုးရကတော့တရားသူကြီးချုပ်ကိုခန့်တယ်ကွာလို့ဆိုပြီးတော့လုတော့မဟုတ်ရင်အခြေခံဥပဒေခုံရုံးလောက်နဲ့ပြီးရမယ်ကိစ္စမပြဘူးတိမ့်စုပ်ကြလိုက်ရအောင်အဲ့တော့ restoration ကမလာတွေလုံးမယ်ရွေးကောက်ပွဲဆိုတာကလည်းအဲ့ဒီမတိုင်ခင်ကဘိုးဆွေမန်းတို့ဟုတ်လားဒီမိုကရေစီပါခင်ကြီးတွေအလုံးချင်းလွန်ပြီးတဲ့အခါမှာဆွတ်ဆက်ပြီးတဲ့အခါမှာ နော်မေမေနဲ့ပလင်းတူဘူးဆိုပြီးတဲ့အခါမှာအလုတ်ကောင်းလိုက်ကြလို့ဖြစ်ပေါ်သွားတဲ့အခြေခံဥပဒေခုံရုံးဆွဆွဲပြစ်တင်မခံရခင်ဟာအခြေအနေတကူကိုမလာရရ restore ပြန်လုပ်လိုက်မယ် restore ဆိုတာဟာရဲ့အတိတ်ပဲဟာအဲကျုပ်တို့အဲကွန်ပျူတာဘာညာကွက်ကွာဗျာ window window မှာပေါ့နော်အပြတ်နာတက်သွားတယ်ပေါ့နော်ဆိုလို့ရှိရင်ကျွန်တော်တို့ blue screen ကြီးပေါ်သွားပြီးတဲ့အခါမှာ window recovery window လို့ဘာလို့ညာလို့ဆိုပြီးတဲ့အခါမှာပြန်ပြီးတော့လုံးဝသလိုပဲလုံးဝအစ်စ်ကြီးပြစ်သွားတာကျွန်တော်တို့ C ထဲမှာရှိနေတဲ့ဟာတွေအကုန်ပြောင်းတလင်းကာသွားပြီးတဲ့အခါမှာအဲ data အနေနဲ့ရှိတဲ့ထဲကဟာတွေပဲကြံငဲရောသလိုပေါ့နော် data ဆိုတာ other D တို့ E တို့ F တို့တွေပေါ့နော်အဲ့လိုမျိုးတွေပဲကြံငဲရသလိုပဲနော်အဲအခြေအနေမျိုးပေါ့နော်အဲ့တော့အဲ့ဒါကကျွန်တော်တို့ကအဲ philosophy တွေကိုကျွန်တော်တို့လေ့လာတဲ့အခါမှာအဓိကက democracy ဆိုတာမျိုးပါဗျာ သူက key စနစ်တစ်ခုအဲ time limitation တစ်ခုပေါ့နော်အဲ့ဒါတစ်ခုဂျားထဲမှာအဲရှေသွန်းနွားဖြောင်းဖြောင်းသွားပြီးတဲ့အခါမှာလှုပ်ရတဲ့ဒီ nature တွေတဘာဝတွေရှိတယ်ပေါ့နော်အဲ့တော့အဲ့ဒီဟာကိုကျွန်တော်တို့ကလေ့လာတဲ့အခါမှာ Florence ဆိုတဲ့အီတလီကမြို့ကလေးရဲ့တမိုင်းကြောင်းကအင်မတန်မှအရေးကြီးတယ်ဟဲ့လားကျွန်တော်တို့ Greek တို့ဘာလို့ညာတို့တွေခက်ကသုံးခဲ့တဲ့ Socrates တို့ဘာလို့ညာတို့ခက်တွေတော့ ရှိခဲ့တဲ့ဒီမိုကရေစီတွေကပြတ်သုံးသွားတယ်ပေါ့ဗျာနောက်ပိုင်းတွေမှာပြတ်သုံးသွားပြီးတဲ့အခါမှာကျွန်တော်တို့ဒီညံလင်းခက်ကိုရောက်ခံပြီးရောက်တဲ့အချိန်မှာပြန်ပြီးတဲ့အခါမှာဒီမိုကရေစီကို practice လက်တွေ့ကျင့်သုံးတဲ့ဟာကဒီအီတလီမှာရှိတဲ့ Florence ဆိုတဲ့မြို့ကလေးကနေပြီးတော့มาစတာအဲ့တော့အဲ့ဒီခက်က that age ပေါ့เนาะယဟန်မင်းနေယဟန်မင်းဆိုတာဖုန်ကြီးကပဲခရစ်ယာန်ဖုန်ကြီးကပဲ အဖုန်ကြီးလဲဖုန်ကြီးမင်းလဲမင်းယဟန်မင်းအခုကျုပ်တို့ပုတ်ယဟန်မင်းကြီးတို့ဘာလို့တွေလိုမျိုးပေါ့နော်အဲ့ဖလော်ရန့်ဆိုတဲ့မျိုးကပြန်လဲပြည့်ရက်ခါမှာကျင့်သုံးတာအဲ့ဒီယဟန်မင်းကြီးကကျင့်သုံးတာပေါ့နော် တကယ်အသိဉာဏ်ပညာကိုအင်မတန်ချစ်မြတ်နိုးပြီးရက်ခါမှာအဲ့ဒီအတိုင်းတို့လုံးမှာဖြစ်မယ်လို့ဆိုတဲ့ဟာနဲ့စပြီးတဲ့အခါမှာပြောင်းလဲလို့တော့အဲ့ဒါလဲကျွန်တော်တို့ academic level တွေမှာဆိုလို့ရှိရင်ဒီမလာတွေရဲ့2010ရွေးကောက်ပွဲနဲ့ transition ဘာညာကူးကွာဆိုလို့ရှိရင်လဲကျွန်တော်တို့က ဖလောကျွန်တော်တို့က academic ban စကားအနေနဲ့ academic atmosphere ခေါ်တာပေါ့ဗျာเนาะတက္ကသိုလ်အဝင်းအဝိုင်းမှာဆိုရင် Florence လို့ပဲသုံးကြတာလေเนาะဆိုတော့ Florence ကဘာတုံးဆိုတော့အဲယဟန်မင်းကပဲအခြေခံဥပဒေကိုသူကရေးဆွဲတယ်တန်တဲ့လူတွေကသိမှမသိတာเนาะအဲ့တော့အဲအခြေခံဥပဒေမှာဟလာ Montesquieu ရဲ့အုတ်ချုပ်ရေးဥပဒေပြုရေးတရားစီရင်ရေးဆိုတော့ဘယ်လိုခွဲခြားရမလဲเนาะ အဲ့တော့ခွဲခြားပြီးတဲ့အခါမှာဘယ်ဟာကတော့ဖြစ် Supreme ဖြစ်ရမယ် Supreme Court တို့ဘာလို့ဆိုရဲဟာတွေကတော့ဗဟုတရားယုံချုပ်တို့တရားလွတ်တော်ချုပ်တို့ဆိုတာမျိုးကစောက်လကားလာတဲ့ကိစ္စတွေမဟုတ်ဘူးပြနော်အဲ့တော့သစ္စာပိုင်းတွေမှာဆိုလို့ချင်းဟလာယဟမင်းကတော့အတိုင်ပင်ခံကြီးပေါ့ဗျာနော်အဲ့တော့တမတကသူသားနော်အဲနော်အဲပြီးလို့ချင်းလွတ်တော်ဥက္ကဋ္ဌကသူ့ရဲ့မယားညီကိုနော် အဲပြီးလို့ရှိရင်တရားသူကြီးချုပ်ကတော့ဖြင့်သူဦးလေးအဲဒါမျိုးတွေနဲ့သူတို့ကစံနမူနာပြပြီးတဲ့အခါမှာဒီမိုကရေစီတရုတ်ပြပြီးတဲ့အခါမှာထူထောင်လာခဲ့ကြရင်းနဲ့မှာဒီနေ့ခေတ်ကျွန်တော်တို့ကဒီမိုကရေစီနိုင်ငံတော်တွေပြည်တော်စုတွေဆိုတာမျိုးတွေကပေါ်ပေါက်လာကြတဲ့ဟာတွေရဲ့အရင်အမြစ်ကြီးကအဲ့ဒါကြီးပေါ့နော်အဲ့တော့ဟလာအဲကျွန်တော်တို့က အမေရိကန်တောင်စုရဲ့အလားဖွဲ့စည်းပုံခြေကဥပဒေတို့ဘာလို့ညာတို့မှာဂျုံလော့တို့ဘာလို့ညာတို့ရဲ့ဟာတွေကိုအဲကိုကားပြီးတဲ့အခါမှာထည့်သွင်းထားကြတယ်လို့ဘာလို့ဆိုတာအဲ့လိုမျိုးကြီးကျယ်မြင့်မြတ်ခံထားတဲ့ဟာတွေပြအဲ့ဒါတွေကို continuously เนาะဆက်ဆက်နိုင်တယ်ဟဟလားချိန်ထိုးစင်ကျင်စဉ်းစားပြီးတော့မှဆုံးဖြတ်နိုင်တယ်လို့ဆိုတဲ့ဟာတွေမှာတရားသူကြီးချုပ်တွေရဲ့ Supreme Court တွေမှာပဲအခြေတည်ပြီးတော့ထားထားတယ်ဆိုတဲ့ဟာတွေမှာနောက်ွယ်မှာအကြောင်းအရာပေါင်း6000အများကြီးရှိတယ် အဲ့ဒါကြီးကိုခင်ဗျားတို့မေမေနဲ့ဟလာဘူဆွေမန်းနဲ့ဟာစွဆွဲပြစ်တင်ပြလိုက်တော့ဟိုလူတွေကခင်ဗျားတခွန်းမှပြောမသောထွက်သွားတာအောက်ပြီးတဲ့ကောင်မှာမင်းတို့ဒီမိုကရေစီလီးမိုင်းမရဘူးလို့မပြောသွားရင်တမယ်ပဲတကယ်တမ်းလည်းဟုတ်တယ်မရဘူးပြတ်သွားပြီပြဿနာဖြစ်တယ်လေအဲ့တော့ဟာခင်ဗျားတရားသူကြီးချုပ်ကိုတင်တင်ထားတဲ့အဲဘာလို့တင်ထားတဲ့အစိုးရစောက်ခွက်ကြည့်ပြီးတော့မှစင်ချင်စဉ်းစားဆုံးဖြတ်ရမယ်ဆိုတော့လီးပဲလေကျုပ်တို့ကောင်မျိုးတောင်မှကျုပ်ရဲ့စင်ချင်တုံတရားအဲ့တော့ ကျုပ်ဖာကကျုပ်ပဲစင်ချင်းနဲ့ကျုပ်ကိုတနက်ပြလို့လေဒီစောက်စကားပြောနေတာမဟုတ်ဘူးစောက်ဆန်ပေးလို့လည်းပြောနေတာမဟုတ်ဘူးပြောချင်လို့ပြောတဲ့ဟာအဲ့ဒါကစင်ချင်းတုံတရားပြောင်းလဲရေးပဲအဲ့တော့အဲ့ဒါမီဂျီရီဆိုလူရှင်းတို့ဘာလို့ညာတို့တွေမှာဆိုလို့ရှိရင်လေ အဲ့လိုပဲဧကရေအာနာပြန်ပေးတယ်လို့ပြောတာပဲဧကရေကိုယုံကြည်ကြတဲ့ဘာဘာရီယန်တွေကိုမောင်းထုတ်ကြလို့ဆိုတဲ့အမျိုးသားရေးဝါဒဆိုတဲ့ဟာကဘာအခြေခံတာတော့ဆိုတော့အာဂျပန်ဂျပန်ဂျပန်အတွေ့အခေါ်နဲ့အနောက်တိုင်းပညာကိုသင်ယူပါလို့ဆိုတဲ့ပညာကိုအခြေခံတဲ့အယူအဆမျိုးနဲ့လာတာဗျเออဟာကျွန်တော်တို့ကဂျပန်ဆိုတော့အရှေ့တိုင်းဟာကြီးရယ်ပဲတို့တို့ကဆွတ်ဆက်ပြောနေတယ်လို့တော့မထင်နဲ့အင်္ဂလန်မှာ သူကကဘာပေါ်မှာ empire နိုင်ငံကြီးတွေကိုတူထောင်သွားတဲ့တီထောင်လိုက်နိုင်တဲ့နိုင်ငံတွေတိုင်းနိုင်ငံတွေတိုင်းမှာ revolution ထက် restoration ကြောင့်မလို့အဲ့လိုနိုင်ငံကြီးတွေเนาะ empire ကြီးတွေကို empire state ကြီးတွေကိုတီထောင်နိုင်တာပြည်တိုင်မှာဆိုရင်เนาะအဲ1600ပြည့်နှစ်ဝင်းကျင်တွေလောက်ကပဲเนาะ1600ပြည့်နှစ်ကြော်ကာလတွေပေါ့เนาะ second year စုထဲမှာပေါ့เนาะဆိုတော့အဲ့ဒီမှာဆိုလို့ရှင်လဲကျွန်တော်တို့ပြောကြတဲ့ Gloria Revolution သွေးမြေမကြတဲ့တော်လန်ရေးပါညာကွက်ကွာဆိုတာက မဟုတ်ဘူးအဲ့ဒီမှာဆိုလို့ချင်းလေအဲ့ဒီတပုံတကန်တကောင်ကအာနာသိမ့်ပြပြီးတဲ့အခါမှာအုတ်ချုပ်တယ်အုတ်ချုပ်တဲ့ဟာမှာသူကတည်လဲတည်ရောသူသားသူလိုကောင်မဟုတ်တဲ့အခါမှာပြက်ရောပြက်တဲ့အခါမှာကျွန်တော်တို့သူတို့စီမှာတော့ဒီကျွန်တော်တို့ Oxford တို့ဘာလို့လို့ Oxford မျိုးသားကြီးတို့ဘာလို့ဟာတားလျန်လျန်တောက်တယ်ဗျာနော်အဲ့မှာ Charles ဘရင်ကိုနမ်းပြန်တင်ပြီးတဲ့အခါမှာစီမင်းကဘရင်စနစ်လုတ်ပြီးတဲ့အခါမှာဒနာတဟာယအဲအဲ့ဒနာတဟာယ ဖြစ်ပေါ်လာအတွက်လူနာမည်တွေကိုကျုပ်နည်းနည်းလေးဗျာကျွန်တော်ရဲ့ဟိုကအဲဘယ်လိုပြောမလဲလူနာမည်တွေအလွတ်မရသေးဘူးဘာခရမ်းလဲတော့မပြောတော့ဘူးဗျာအဲခရမ်းတစ်ခုရှိတယ်နော်အဲ့ဒါမျိုးတွေကဖြစ်ပေါ်လာတာအဲ့ဒါတွေမှာလဲဘာတော့ဆိုတော့ပညာကိုအခြေခံတဲ့လူဖွဲ့စည်းဖြစ်အောင်လူအတွက်ကိုအကြောက်အကန့်တိဆောက်သွားတာ အဲ့ဒါတွေအကြောင်းမို့လို့ဂျပန်အထင်သာမြင်သာမှုအရှိဆုံးကတော့ကျွန်တော်တို့ဂျပန်မီဂျီအီရှန်ကအထင်သာအမြင်သာဆုံးအဲ့လိုဆလိုဂန်ကိုကခုနကတော့ပြောတယ်အီကရစ်ကိုကြီးညိုကြပြီးတော့ဘာဘရီယံမျိုးမောင်းထုတ်ကြလို့ဆိုတဲ့ဟာမျိုးလိုပဲအဲ့ဒီဘာလို့ဂျပန်လူမှုအဲဂျပန်ယဉ်ကျေးမှုနဲ့အနောက်တိုင်းပညာနဲ့တူတယ်ဗျာနော်အဲ့ဒီအဲ့ဒီအဲ့ဒီဟာနဲ့တွားခဲ့ကြရတာအဲ့တော့မှယနေ့ခေတ်ဂျပန်လားဟာလား နီပွန်တိုက်ဖို့ဆိုပြီးတော့ကမှခင်ဗျာမေမေရဲ့ဖေဖေတို့ဘောသွားมาတယ်ဂျပန်တို့လာဖြစ်သွားတာပေါ့နော်အဲ့တော့အရိဟာရဲ့ဒိုက်ဆိုင်မှာကဆာမူရိုင်းစနစ်ကြီးကိုဖျက်သိမ်းပစ်လိုက်တာပဲဒါပေမဲ့ဟာခင်မီတမ်းမတော်ဖြစ်သွားတာနော်အဲ့တော့သူတို့တွေစီမှာကတော့အဲ့လားမင်းတိုင်မင်းနေတို့အဲ့လားအမတ်တွေတို့ဘာလို့ညာတို့ဆိုရဲကောင်တွေက တကယ် high end နေဗျ high end နေကျုပ်တို့လို under estimate ကကောင်းနေမဟုတ်ဘူးတော့အဲ့တော့ under estimate နဲ့ high end နဲ့ဆိုရဲဟာကိုခင်ဗျားတို့ကျုပ်ကဘလို့နားလည်အောင်ပြောပြရမယ်မလဲမသိဘူးဗျာเนาะအဲ့တော့နောက်တစ်ချိန်နေကြတော့မှအဲ့ဒီဟာရဲဟာကိုအကျေတဝင့်ဆက်ပြီးတော့ပြောကြဆိုကြရဘော့ပေါ့เนาะအဲ့တော့ အဲ့လိုအခြေအနေတွေရှိတယ်ပေါ့နော်အဲ့တော့ဒီ restoration election နီးနဲ့သွားမဲ့ restoration ကတော့ restoration အလျောက်သွားမှာပဲအဲ့ဒီမှာကျွန်တော်တို့ကဟလာတကယ်တိုင်းပြည်ရဲ့အနာဂတ်အတွက်အစ်စ်အမှန်အရှိတရားနဲ့ခုနကတော့ပြောသလိုပညာကိုအခြေပြုတဲ့လူခွဲစည်းဖြစ်အောင်တည်ထောင်နိုင်ဖို့ကျွန်တော်တို့ရဲ့နောက်ခံကားချက်နောက်ခံအကြောင်းအရာတွေမှာအဲ့လိုဟာမျိုးတွေကိုကျွန်တော်တို့ကအများကြီးထည့်သွင်းစဉ်းစားထားတဲ့အားဖြင့်ပါတယ်ဆိုတာကိုလည်းကျွန်တော်တို့ကသိစေချင်တယ်